ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ပီအက်ဂျီကိုနိုင်ခဲ့တဲ့ဘွဲကလီဗာပူးတို့ဓမြတိုက်ယူခဲ့တာတကယ်ဟုတ်ပါရဲ့လားပီကနေရပိုင်းတော့ကစားခဲ့တဲ့ပီအက်ဂျီနဲ့လီဗာပူးရဲ့ချန်ပီယံလိ16တင်းစင်ရှုံးထွက်စဉ်ပွဲစဉ်မှာလီဗာပူးက0-1နဲ့နိုင်အားရှိသွားခဲ့ပါတယ်ရလကတော့လီဗာပူးနိုင်ဆိုမဲ့ပွဲစားချိန်တွေအတွင်းမှာကစားသွားခဲ့တဲ့ခြေသွမ်းမရတော့လီဗာပူးကခွက်ခွက်လန်အောင်ရှုံးပါတယ်ဒီချက်ကိုကျွန်တော်လည်းလက်ခံပါတယ်ဘာလို့လဲဆိုတော့ slot ကိုတိုင်းဒီလိုကစားဖို့အတွက်ပဲရွေးချယ်ခဲ့တာဖြစ်ပြီးတော့ဒီအတွက်ဘလို့ရလာမျိုးပဲထွက်လာခဲ့ပါစေ ဖြစ်ပေါ်လာအကျိုးဆက်သူ့ဘက်ရဲဝင်ရင်ဆိုင်သွားဖို့အတွက်စလော့ကဆုံးဖြတ်ထားခဲ့တာပါတကယ်လည်းတပွဲလုံးမှာ PSG ကလီဗာပူးကိုအဆက်ဆက်ရရာအသာစီးကနေကစားသွားနိုင်ခဲ့ပါတယ်တပွဲလုံးမှာဆိုရင်ဂိုးပေါက်ကန်ချက်က28ချိန်ထိ PSG ဘက်ကရရှိခဲ့ပြီးတော့အဲ့ထက်က10ချိန်ထိကိုဂိုးပေါက်တိုက်မှတ်ခဲ့တာဖြစ်ပါတယ်အဲ့10ချိန်မှာတစ်ချိန်ကတော့ VR ကြည့်ပြီးတော့ပြန်လည်ပယ်ဖြတ်လိုက်တဲ့ Crosskelia ရဲ့ twin goal တစ်ချိန်ကိုပဲလွတ်ခဲ့ရပြီးတော့ကျန်တဲ့9ချိန်တော့ Liverpool မှာ Alisson Becker ကကာကွယ်ပြသွားခဲ့တာပါပွဲပြီးမှာတော့ PSG ကသူတို့ရဲ့ရှုံးပွဲအတွက်ပေါက်ကွဲခဲ့ကြပြီးတော့ နောက်ရမှာဆိုရင်ပရီဒုတ်တရင်စာရဲ့ခေါင်းကြီးပိုင်းမှာဆိုရင်ပီအက်ဂျီရဲ့နိုင်ပွဲကိုလီဗာပူးကဓမြတိုက်သွားခဲ့လို့ရေးသားပြီးတော့ဖော်ပြခဲ့ကြပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ 1x ဘတ်အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လဲသတင်းပေးပါစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63ခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဘီအက်ဂျီကတော့ကာကန်ရှင်တွေဖြစ်ကြတာကြောင့်အခုလိုမျိုးတွေပေါက်ကွဲနေရကိုနားလည်ပေးလို့ရပါတယ်။ဒါပေမဲ့ကာကန်ရှင်တွေမဟုတ်ကြတဲ့သူတွေချို့ကဒီနိုင်ပွဲနဲ့ပတ်သက်ပြီးတော့လီဗာပူးကိုဝိုင်းပြီးတော့ပလိနေကြတာတွေပေါ်တော့နားမလည်နိုင်ဖြစ်နေရပါတယ်။ဘောလုံးပွဲဆိုအနိုင်နဲ့ရုံးဆွဲရလာတဲ့ခုထွက်ကစားကြတာဖြစ်ပါတယ်။ကိုသိန်းနိုင်ရဖို့အတွက်ပဲအားလုံးကဥထိတ်ထားကြပါတယ်။အသိနိုင်ရမယ်ဆိုရင်ဘာပဲလုပ်ရလုပ်ရလုပ်ကြမယ်ဆိုတဲ့သူတွေကြီးပါပဲ။2020ကမ္ဘာဖလားတုန်းကဖြစ်ရလေးတစ်ခုကိုတော့မှသွားပြီးတော့သတိရမိပါသေးတယ်။ဥရုဂွေးနဲ့ကာနာတို့ရဲ့ quarter final ပွဲစဉ်မှာ Suarez က ဂါနာတင်းရဲ့ဂိုးသွေးမှုကိုဂိုးစီပွားနေလက်နဲ့ပုတ်ထုတ်ခဲ့ပါတယ်။အဲဒီဖြစ်ကြောင့်ဆွာရက်စ်ကအနီကပ်ပြခံခဲ့ရပြီးတော့ဂါနာကလည်းပန်နရီရရှိသွားပါတယ်။ဖြစ်ချင်တော့ဆိုဟာပန်နရီကိုဂါနာကံသွေးမှာမဝင်ခဲ့ပါဘူး။အစာမူကြံကံခဲ့တာဖြစ်မဲ့ထင်ပါတယ်။ဂျိုးနဲ့ဘွဲကပန်နရီဆုံးဖြတ်ကိုရောက်သွားခဲ့ပြီးတော့ဥရုဂွေးကအနိုင်ရပြီးတော့စီမီကိုတက်ရောက်သွားပါတော့တယ်။ဒီကိစ္စပေါ်ဂါနာတိုင်းကလုံးကလည်းပေါက်ကွဲခဲ့ကြပြီးတော့ကဘာမကြေဖြစ်ခဲ့ကြပါတယ်။ဒါမဲ့ဆွာရက်စ်ကတော့ဒီဖြစ်အတွက်နောင်နာမရခဲ့သလိုဘယ်တော့မှလည်းပြန်ပြီးတော့တောင်းပန်မှာမဟုတ်ကြောင်းကိုပြောခဲ့တာပါ။ဒီဖြစ်အတွက်ဆွာရက်စ်ကိုဝိုင်းပြီးတော့ဘလိန်ခဲ့ကြသူတွေလည်းအများကြီးရှိခဲ့ပါတယ်။ ဆွာရက်စ်ကတော့သူ့နိုင်ငံအတွက်သူလုံပေးခဲ့တာပါပဲဒါကြောင့်ဆွာရက်စ်ဘက်ကကြည့်ရင်ဒီကိစ္စမှန်ပါလေသူ့နိုင်ငံအတွက်ဆွာရက်စ်ကရာအနီးနဲ့တိုက်ပွဲဝင်ခဲ့တာမျိုးဖြစ်ပါတယ်ဆိုတော့ဂါနာဘက်ကတကယ်လို့နစ်နာခဲ့လားဂါနာဘက်ကဒီဖြစ်အကြောင်းပန်နတီပြန်ရပြီးသားဖြစ်ပါတယ်သူတို့ဘာသာသူတို့ရဲ့အခွင့်ကိုရအောင်မဆုပ်ခံနိုင်ခဲ့ပဲပြောနေကြတာမျိုးဖြစ်ပါတယ်ဒါကြောင့် PSG ကိုဖိနှိပ်ကံပြီးတော့နိုင်ရရှိသွားခဲ့တဲ့ Liverpool ပေါ်သူတို့ရဲ့နိုင်ပွဲကမထိုက်တန်ဘူးဓမြတိုက်ခဲ့တာလို့တော့မမြင်မိပါဘူးနိုင်ပွဲရရှိအောင်အသေးပေါင်းမတတ်ဂျိုးပန်းခဲ့ကြဖြစ်လို့လီဗာပူးတို့ကထိုက်တန်တဲ့နိုင်ပွဲလို့ပဲမြင်မိပါတယ် ပြီးတော့ဒီနိုင်ငံမှာတယောက်ကရောင်လိုက်နောက်ကနေလိုက်ပြီးတော့လိုက်ရောင်တက်တဲ့ထုံးစံတစ်ခုလိုဖြစ်နေခဲ့ပါတယ်ကိုရဲ့အုံနောက်နဲ့မစင်းစားတက်ကြတော့ပါဘူးပြည်ကြီးကဒီဘွဲမှာဂိုးပေါက်ကန်ချာ28ကြိမ်ကြီးရရှိခဲ့ပြီးတော့တဖက်သက်တိုင်းစစ်စင်ကစားခဲ့တာကြောင့်နိုင်ဘူးထိုက်တန်နဲ့ဖင်ဘိတ်ကစားခဲ့တာကလီဗာပူးဖြစ်နေကြအောင်ဒီနိုင်ပွဲပေါ်ဆုံးချတယ်ဆိုရင်မိတ်ဆွေတို့အနည်းဆက်ဆုံးပွဲလေးတစ်ပွဲကြောင့်ပြန်ပြောပြပေးကြပါတယ်2022ခုနှစ်မေလ28နှစ်မှာကစားခဲ့တဲ့ Champions League Final ပွဲကိုဥပမာပေးကြတာပါအဲ့ဒီပွဲမှာ Liverpool နဲ့ Real Madrid တို့ဆုံခဲ့ကြတာပါအ ဘောလုံးပိုင်ဆိုင်မှုနဲ့တိတ်မကွာဘူးဆိုပေမဲ့အခွင့်အရေးဖန်တီးနိုင်မှုအပိုင်းမှာလီဗာပူးကရီးရက်ထက်အပြတ်သက်ကိုသားပါတယ်။တပွဲလုံးမှာလီဗာပူးကဂိုးပေါင်းကန်ကြာ24ချိန်ကြီးရှိပြီးတော့ရီးရက်က4ချိန်ပဲရှိခဲ့တာပါ။အဲ့ဒီတည်းမှာလီဗာပူးက6ချိန်ဂိုးပေါက်တဲ့အောင်ကန်နိုင်ခဲ့ပြီးတော့ရီးယက်ကတော့ဂိုးပေါက်တဲ့ကန်ချက်က2ချိန်ပဲရှိခဲ့ပါတယ်။ဖြစ်ချင်တော့အဲ့ဒီ2ချိန်ထဲမှာမှရီးယက်က58မိနစ်မှာဗီနီရှက်ရဲ့ဂိုးတကိုးကဂိုးဝင်သွားခဲ့ပါတော့တယ်။အဲ့ဒီဂိုးတဲ့နဲ့ပဲအနိုင်ရပြီးတော့ချန်ပီယံလိဂ်ဖလားကြီးကိုရရှိသွားတာပါ။ဒါကချန်ပီယံလိဂ်ဖိုင်နယ်လိုပွဲမျိုးမှာရီးယက်လိုဥရောပပြည်ကြီးတုံးသွားခဲ့တဲ့နီးစနစ်ဖြစ်ပါတယ်။ ဒါပေမဲ့ကွာသွားတာအဆိုပါနိုင်ပွဲကြောင့် real wine တော့ကြီးကျူးကြသူတွေကများလုံးသလို Goldma Cottrice ကိုလည်းကမ္ဘာအကောင်းဆုံး Goldma ဆိုပြီးတော့တောင်လောက်ခဲ့ကြတာပါဒါပေမဲ့ခု Liverpool နဲ့ပွဲကတော့ဓမြတိုက်တယ်လို့လုံနေကြပြန်ပါတယ်တရားမျှတမှုစွာရှိမရှိကိုခဏလောက်ဘေးချိန်ထားလိုက်ပုံသူများရောင်တိုင်းလိုက်ရောင်တက်တဲ့ပစုံစိတ်အုံနောက်တွေတော့ဒီစာကိုရေးပြီးတော့ဖြန့်ချလိုက်ရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ